ျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။တောက်ပေးတိုင်းလှုပ်တဲ့အလုပ်တွေကမကောင်းဘူးပေါ့ဗျာ။နော်။အဲ့တော့သူတော်မှလှုပ်ရဲသေးတာပဲ။ကျွန်တော်ကဘာလို့မဖြေရှင်းရစရာအကြောင်းရှိလဲ။မိမတယောက်က နေပြီးတော့မှအမှုဖွင့်တာကိုယောက်ျားတယောက်ကမဖြေရှင်းရဘူးဆိုရင်ဇော်ဘုံကြီးတမိုင်းတို့ရိုင်းသွားမှာပေါ့ဗျာ။နော်။နော်။အဲ့တော့ကိုယ့်အနေကိုစဉ်းစားပါ ဒီအမှုကထောင်ချရမယ့်အမှုမှမဟုတ်တာဗျာเนาะအဲ့တော့ကျွန်တော်ကဒီနေ့ဟာတကယ်တမ်းကျတော့ကျွန်တော်ပျော်ရွှင်ရမယ့်နေ့လေးပေါ့ကျွန်တော်ရဲ့ညီကောင်တော်ရဲ့အားလုံးနဲ့ဒါပေမဲ့ကျွန်တော်ကအဲ့ဒီကျွန်တော်ရဲ့ပျော်ရွှင်မှုတွေအားလုံးဥပိ္ပခပြပြီးတော့မှကျွန်တော်ကအလူတစ်ခုသွားလှုပ်လိုက်တယ်เนาะလှုပ်လိုက်တယ်ဒါမွေးနေ့မို့လို့ကျွန်တော်ရဲ့ personal တစ်ခုဖြစ်တော့ကျွန်တော်ရဲ့ဥစ္စာနဲ့လူလာမို့လို့ကျွန်တော်က line ပေါ်မှာချမပြတာ အဲဟိုအများလူတဲ့အလူဆိုရင်တော့ကျွန်တော်ချပြတယ်နောက်တစ်ခုကကျွန်တော်ကအလူမခံဘူးနော်အလူမခံဘူးကျွန်တော်အလူခံတဲ့ပို့စကုတွေ့ရင်ကျွန်တော်ချက်ချင်းတရားဆွဲသွားပါထက်ဆွဲပါနော်အလူခံတဲ့ပတ်စံနဲ့ကျွန်တော်ကသုံးဖြုံစားတောင်းနေရဆိုရင်ကျွန်တော်ကအလူခံနေဆိုရင်အလူခံတဲ့ပို့စကုတွေ့ရင်ထက်ဆွဲနောက်မှုထက်တိုးနော်နောက်မှုထက်တိုးအဲ့တော့ကျွန်တော်ပြောချင်တာတောင်တကုံရေစခန်းက ကျွန်တော်ရဲ့အမှုကိုကင်နဲ့เนาะအဒူရဲအုပ်ပဲဖြစ်ဖြစ်ရဲအုပ်ပဲဖြစ်ဖြစ်ပေါ့เนาะเนาะကျွန်တော်အမြန်ဆုံးပဲဖုံးဆက်ပြီးတော့မှကိုစောဝန်းရင်ရေမမှုမှုခံရတော့အကိုကိုတရားဆွဲဆိုထားတယ်66ကာကြီးနဲ့အမြန်ဆုံးဆက်သွယ်လာပါမဟုတ်ရင်လည်းစကံမူကြီးတို့အဆဆက်သွယ်လာပေးပါကျွန်တော်အရောက်လာခဲ့ပေးပါမယ်အဲ့ဒီနေ့ကိုကျွန်တော်စောင့်နေပါတယ်ခင်ဗျာเนาะ ကျွန်တော်လာပြေရှင်းရမယ့်နေ့ကိုကျွန်တော်စောင့်နေပါတယ်เนาะစောင့်နေပါတယ်ကျွန်တော်ချင်းကြိုက်တယ်ပြင်းဦးနဲ့ချင်းတကားမှမကြိုက်ဘူးချင်းကြိုက်လို့เนาะအဲ့တော့ကျွန်တော်စိတ်ပူနေတဲ့စိုးရိမ်နေတဲ့ဒီနေ့တနေ့ကုန်အဲ့မုံမိုးခံရကျွန်တော်တရားဆွေးလိုက်တဲ့ပြဿနာဘာမှမဖြစ်ဘူးတနေ့ကုန်ဖုံးဆက်ပြီးတော့ပြေရှင်းနေရတဲ့ပြဿနာအခက်နေတာကိုတော်ဘုန်းကြီးအခုတရားဆွဲတယ်ပါညာဘောကြတော့ ဟောအဲ့တရားဆိုတာအဲ့လိုမဟုတ်ဘူးစောစက်စောက်ကကြီးဆိုတာကတော့တို့ကဆွဲခွင့်ပေးလိုက်နေနေမယ်ဆွဲခွင့်ပေးလိုက်တော့ဘာပဲပဲပေါ့ဗျာတို့လည်းတစ်ချိန်တော့အတမရိုးချစ်ပါလေတမရိုးထောက်ခံပါလေပေါ့အဲသူတို့ကသူတို့ဘလို့အကြောင်းမျိုးနဲ့ပေါ့အဲဖွင့်မယ်ဖွင့်မယ်အလိုက်မယ်အတော့မဖြစ်မနေဆွဲပေးရမယ်သူတို့ကမဆွဲပေးဘူးဆိုရင်လေအဲ့ဒီရေကိုပြဿနာရှာအောင်ပါအမှုမဖွင့်ပေးဘူးဟာကျွန်တော်တို့ကဖွင့်ပေးဘူးမရဘူးဆိုရင်လေသူတို့အဲ့ဒီရေကိုပြဿနာရှာမှာအဲ့ဒီစကံကိုသူတို့ပြဿနာရှာမယ် အဲ့တော့ဟိုကလည်းဒီဘက်ကဇော်ပုံးရေးဖြစ်နေတယ်အဲ့ဒီဘက်ကလည်းအအမှုပွင့်ခိုင်းတော့ဘာလို့တရားမစွဲပေးရအောင်အမှုမပွင့်ပေးရအောင်လို့ပြောရင်လေအဲ့ဒီရဲကရှင်းရအောင်အဲ့ရဲအတွက်လည်းကျွန်တော်ကိုချင်းစားတယ်ကျွန်တော်နားတယ်အဲ့တော့ဖွင့်ပေးလိုက်မှရဲကလည်းမထူးတော့ဘူးလေဒီဘက်ကလည်းသူတို့ပြောတော့သူတို့ကသူတို့ဟိုဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ပေါ့နော်ရှင်း အကူစော်ပွင့်ဆိုတဲ့လူကလည်းသူကလည်းတိုင်းပြည်တွေအမှန်ငံလုံးနေတဲ့ကောင်ပဲရှင်းစမ်းကွာဆိုပြီးတော့သူကထဲ့ပေးလိုက်တာအဲအမှုကအဲတိုင်းလှုပ်ပေးလိုက်တာသူကအဲ့ဒီရဲလေသွားပြစ်ပြောလို့မရဘူးပြည်တဲ့ကြီးဗျာပြည်တဲ့ကြီးအောင်ပြည်တဲ့ကြီးဝင်ကြီးချုပ်ကြီးရှိတယ်ဗျာပြည်တဲ့ကြီးမှာအခုရဲချုပ်ကြီးရှိတယ်ဗျာဘဒုမလောက်မညံ့ဘူးဟုတ်လားမဖွင့်မေးဘူးဆိုရင်ဒီကောင်တွေကပြောတော့မယ်အာဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့ ဖွင့်ပေးလိုက်ရင်ကိုတော်ဘုန်းကြီးကဗာများပြောမလဲကိုတော်ဘုန်းကြီးကဘာမှမပြောဘူးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနော်ကိုတော်ဘုန်းကြီးကိုအမှုဖွင့်ပေးလိုက်တဲ့အတွက်ကိုတော်ဘုန်းကြီးကတိုင်းပြည်မှာနာမည်တော်ပိုကြီးသွားအောင်ပါကိုတော်ဘုန်းကြီးကဒီအမှုကိုဘယ်လိုရင်ဆိုင်မလဲဆိုတာကနော်အမှအားလုံးတွေ့ကြရမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဟိုရဲဆိုတာကလည်းတကယ်တမ်းကျတနာဖို့ကောင်းတယ်ရဲကလည်းတကယ်တကယ်တနာဖို့ကောင်းတယ်သူကလည်း မခွင့်ပေးရင်လည်းပန်ဟိုလူပိုင်တယ်လို့ဒီလူပိုင်တယ်လို့ねဖီအားပေးဦးမှာဖွင့်ပေးရင်လည်းကိုတော်ဘုန်းကြီးရမြန်ငါတို့ပါအားမလိုပါဘူးလှုပ်ဆမ်းမှာချချကျွန်တော်ကမုံမုတ်ခိုင်ကိုဆဲထားတဲ့ဆဲထားတဲ့ပေါ့နော်ဖိုင်ရှိတယ်ဆိုရင်ကျွန်တော်ဂျူဂျူလုံးဝမဖြတ်ဘူးတကူပဲရှိတယ်ကျွန်တော်အောက်မှာလာမန့်လို့ အခုမိုးမိုးခိုင်ရတရားဆိုတော့မှဘယ်သူလာမှန်းလဲမသိဘူးမိုးမိုးခိုင်ရဘယ်ဖားတယ်မှလဲလို့ငါလည်းမသိဘူးဟုတ်တယ်လေကျွန်တော်တရားဆိုမှအဲ့လိုဆိုရင်ကျွန်တော်ကအဲ့လိုပြောတာလေးတခုတရား66ကောက်ကြီးမြောက်တယ်ဆိုရင်အဘကကြိုကြီးဦးမင်းအွန်လိုင်းတို့နတ်သက်ကဝန်ကြီးချုပ်တို့เนาะဒီအစိုးရအဖွဲ့ဝင်တည့်ရလုံးကိုဆဲနေတဲ့လူတွေကိုကြတော့ခင်ဗျားတို့ကဘယ်သူမှတရားမစွဲဘူးရော ဟမ်အခုဘာကကြောကြီးဦးမင်းအောင်လိုင်းတို့66ကောက်ကကြီးဆိုတော့ဟိုမှာအပိုက်1ကနေ4ရှိတယ်4မှာရှိတယ်နော်အဲ့တော့အဘကကြောကြီးဦးမင်းအောင်လိုင်းကိုဆဲတာကိုလည်းဘယ်သူမှတရားမဆိုဘူးဆဲဆဲနဲ့ဆဲနဲ့ဟိုနီပိန်းနေနီကြောင်နေနယ်ပိန်းတို့နေရှိတယ်မြန်မာပြည်မှာမြန်မာပြည်မှာနော်ဟိုတရားဆွဲတဲ့လူသိအောင်ပြောတာပါနော်အဘကကြောကြီးဦးမင်းအောင်လိုင်းတို့နော် အာပါတီပါတီအကုန်လုံးတရားဆွဲရရှိတယ်။နော်ဒီမှာဒီမှာပါတီတွေပြည်ဦးလွင်မှာအကောဘီဂျန်နေသူတို့ပါတီအနိုင်ရရင်လုတ်ပေးပါမယ်လို့ဘာလို့နဲ့မဲဆွဲတာလဲ။ရှိတယ်ရှိတယ်အဲ့လိုလူတွေနော်လုံစားတွေစားဖားတွေနော်အဲ့တော့ကျတော့ကျွန်တော်ဆွဲမယ်စားဗျာ။ အဘကကြိုကြီးဦးမင်းအောင်လိုင်းကိုဆဲတဲ့လူတွေမြန်မာပြည်ထဲမှာအများကြီးရှိတာခမတို့မသိဘူးလားဘာလို့မဆွဲကြတာလဲကျွန်တော်ဘာလို့တရားဆွဲအဲ့တော့ကျွန်တော်လည်းကျွန်တော်တရားဆွဲကျွန်တော်ရေးရတယ်ကျွန်တော်ပြောအောင်အားလုံးခမတို့အဘကကြိုကြီးဦးမင်းအောင်လိုင်းကိုတကယ်တရားဝင်နေလားငါလားဆဲနေတယ်အိမ်တော်သူဇာတ်ရည်နဲ့ရှိတယ်နိုင်ငံထဲမှာပဲရှိတယ်အဲ့ဘယ်မှာဆဲနေရလဲအဲ့ဒီလူတွေကိုမဖမ်းနိုင်ဘူးလားလို့ကျွန်တော်မေးပါဗောဗျမဟုတ်လား ဲ့တော့ကျွန်တော်ရဲ့ညီကောင်နှမတွေပေါ့နော်ကျွန်တော်စိုးရိမ်နေတာတွေကိုမပူနဲ့မပန်းနဲ့ကျွန်တော်ကဒရက်စဒရက်ဒီအခု లై လွတ်နေဖုံးเนาะကျွန်တော်ပေးမှာရေစကန်းမှာကျွန်တော်ပေးမှာပေးမှာဒီ లై လွတ်နေဖုံးကကျွန်တော်ပေးထားမှာပေါ့နော်ဒါမဲ့ကျွန်တော်ကနောက်တစ်ပုံနဲ့เนาะသူကသူတက်ပုံနေတဲ့သူတက်ပုံနေဆိုတာကကျွန်တော်ကဒီလိုသူက ကျွန်တော်တို့ကဒီဘက်ကနေတဖက်လက်နဲ့ပြီးတော့သူ့အချက်လက်ကိုထောက်ကြည့်လိုက်တော့သူကအဘကကြိုကြီးဦးမင်းအွန်လိုင်းနဲ့လက်ဆွဲနှုတ်ဆက်တဲ့ပုံကိုသူပြလာတယ်ဒါကကျွန်တော်တို့တရားရုံးမှာကျွန်တော်တို့ရှင်းရမှာပေါ့နော်ဘောလုံးဟိုအဲ့ပုံပြလာတယ်ပြီးရင်ကာနေကြီးနှစ်ယောက်နဲ့ပုံနဲ့ပုံသူပြလာတယ်ပြီးရင်သူကမြမပြီးအထက်ပိုင်းကပေါ်တော့အဲစာတာဘယ်သူနဲ့ပိုင်နေပေါ့ဘယ်လိုသိလဲဆိုတော့ဥစ္စာရေးသူကရေးပြီးတော့ပို့လာတာပေါ့ ပို့လာတာနောက်တစ်ခုကသူကဟိုဒီမန္တလေးမှာပေါ့နော်သူဖမ်းမယ်ဆိုလို့ရှိရင်စာအတတို့ဘာလို့ကသူ့လိုက်ပါအကူညီပြီးတော့လုံခြုံရေးလုပ်ရတယ်လို့ဆောင်ရွက်ရတယ်လို့ဆိုတဲ့ပုံစံတွေပြောလာတယ်အဲ့ဒါကတော့ဟုတ်တယ်မဟုတ်ဘူးဆိုတာတော့တရားရုံးမှာရှင်းပေါ့နော်တရားရုံးမှာရှင်းတရားရုံးမှာပဲရှင်းကြရမှာပဲအားလုံးကဟိုကျွန်တော်လည်းခေါ်စစ်မှာပဲအဲအခုကျွန်တော်တော့သူတရားဆိုရင်ကျွန်တော်ခေါ်တော့မှာတောင်းတကောင်ကခေါ်မဲနေ့ကိုပဲကျွန်တော်ကစောင့်နေတာနော် ခေါ်ပါသေးပဲကျွန်တော်ဆူတောင်းတာပါ။နောက်အဲ့တော့ तू ဒီလိုတွေရေးပြီးတော့လူကြီးတပ်ပုံတွေကို तू ပို့လာပြီးတော့ तू ပြန်ဖြတ်သွားတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကအချိန်မီ screen shot ရိုက်တယ် तू ကအားနေချက်ပါလဲဆိုတော့ तू ကစပြီးတော့ကျွန်တော်တရားစွဲမယ်လို့ပြောတယ်ကကျွန်တော်အောက်တန်းစားဓမိန်ဂျုံအလူခံခွက်ခေါက်အဲ့ကောင်ကိုကျမတရက်ရက်မှတရားစွဲပါမယ်လို့ तू ပြောသွားပြီးတော့တရားစွဲတဲ့လူကကျွန်တော်ဖြစ်နေတယ်ကသူကအဲ့မှာတွေကကျွန်တော်ကိုစော်ကားခဲ့တာ ကျွန်တော်ကသူ့ကိုစားစော်ကားခဲ့တာမဟုတ်ဘူးเนาะနားလေအောင်ပြောပြတာအဲ့တော့အဲ့တော့ကြောက်မလို့ကျွန်တော်ကတိတ်ဟိမတက်တာเนาะကျွန်တော်သူ့ကိုဆဲလည်းမဆဲဘူးသူတို့ဘာသူတို့ဖြစ်ပြီးကျွန်တော်ကိုအရင်ဆုံးစားလုပ်ခဲ့တာအဲ့တော့သူအဲ့မှာဓပုံတွေပို့လာတာအဘကကြောက်ကြီးဦးမင်းအောင်လိုင်းနဲ့သူလက်ဆွဲနှုတ်ဆက်တဲ့ပုံပို့လာတာကိုကျွန်တော်ကပြတယ်ဒီမှာလို့ကြည့်လို့เนาะလူကြီးရဲ့ဓပုံကိုပြပြီးတော့မှဒီလောက်ဆိုရင်ညီမလေးတိလိုက်တော့အမဘာလဲဆိုတာတော့ အဲသူကအဲ့ပုံလေးပြလာတယ်အဲ့ဒါ2021ခုနှစ်တုန်းကအဘကာချုပ်ကြီးတို့ဒီပါတီတခုမှမဖြစ်မနေဆိုပြီးတော့လာရောက်တဲ့အချိန်မှာအဘကာချုပ်ကြီးကကျွန်တော်ပြောသလိုပေါ့ဗျာဒိန်းအောင်နဲ့လည်းလက်ဆွဲနှုတ်ဆက်တာပဲနော်ရုပ်ရှင်မင်းသမီးစိုးမြတ်သူသာခန့်စီသူတွေလက်ဆွဲနှုတ်ဆက်တာပဲအဲ့ဒီပုံလေးကိုသူတို့ကအလွဲသုံးသားလုပ်ပြီးတော့မှလူတဝူးကိုလာပြတာသူပါလဲပေါ့အဲသူကဒီလူတွေနဲ့ဒီလူရင်းနှီးတယ်ပေါ့ကျွန်တော်ကြတော့တဲ့ဟိုဗာလဲ ဘကကြောကြီးကိုသွားကြိုးတာတဲ့ဒဇင်ဦးတို့ဗါလဲဟိုကြောစိုးဦးတို့ကပ်ပြီးတော့မှကျွန်တော်လိုက်သွားတာတဲ့မြန်မာနိုင်ငံနိုင်ငံရဲ့ဝန်ကြီးချုပ်ကိုကြိုးစိုးတဲ့ပွဲကိုဘဒူးနဲ့ကတ်သွားစရာလိုလို့လေအဲ့ဒါဆိုရင်အဲ့ဒီအဘကကြောကြီးဦးမေအောင်လိုင်းကိုလာကြိုးတဲ့ပွဲကမြန်မာပြည်သူပြည်သားအားလုံးကြိုးစိုးတဲ့ပွဲလေဗျာအဲ့မှာတည်းကသူကညှိနေပြီအဲ့မှာတည်းကသူညှိသွားပြီ နော်အဲ့ဒါအဲ့ဒီမီဒီယာတွေကတာမန်အဆင့်နေတဲ့ရှင်းတာကဒီမှာချက်လက်တွေအကုန်ရှိတယ်ကျွန်တော်ကအဲ့တောင်တကုံကဘယ်နဲ့ကျွန်တော်ခေါ်မလဲလို့နော်အဲ့မှာကျွန်တော်အကုန်လုံးပြမှာဓာတ်ပုံတွေအဲ့လို့ဆိုရင်ねအမအဆင့်ဘယ်လောက်ရှိရဲဆိုတာညီမလေးတိလိုက်တော့တဲ့အမေရပေါ့လူဆိုတာကတော့ဟိုသူသူသူရခံကြတဲ့သူပေါ့နော်သူသူပိုင်းမိတင်မိသူလောက်တာကတော့ဒါသူလောက်တာလေဗျာဒါကတော့သူအကံပေါ့ဒါခုသူလောက်ပြီးပြီလေး လုတ်ပြီးပြီရပြီလုတ်အစွန်းဆုံးနေ့လုတ်နော်အစွန်းဆုံးနေ့လုတ်အဲ့တော့ကျတော့အားလုံးကတက်တည်ထောင်ထားခိုင်လုံစာနဲ့အားလုံးကိုတိဆောက်ထားပါတယ်စိတ်မပူနဲ့အဲ့မင်းသားကြီးကတော့မင်းသားကြီးကမင်းလာအောင်အကောင့်ပိုင်ရှင်ပေါ့နော်ကျွန်တော်ကို သူပြောထားတဲ့အရာတွေရှိသလိုဒီနေ့အိုက်ပို့စ်ကိုသူဖြတ်သွားတယ်ဖြည့်ညက်ကက် reaction လုတ်ထားတဲ့ကိုရှယ်လေးတို့နဲ့တခြားနိုင်ငံကလုတ်ထားတဲ့အာကိုကျွန်တော်ကို တက်မရိုကိုစော်ကားပါတယ်တက်မရိုအကြီးကဲတွေကိုဆဲပါတယ်ဆိုပြီးတော့ဇော်ဘုံရအဘကကြိုကြီးဦးမင်းအောင်လိုင်ကိုတခွန်းဆဲဘူးတယ်ဆိုလို့ရှိရင်အခုချက်ချင်းတည်တံအကြခံနိုင်မယ်ရအောင်ရှာဖြញ្ញက်ကန့်နေတော့ကျွန်တော်ကိုလာမလုံးနဲ့အဲ့တော့ဒီဇလန်ကတော့မိုက်ပြီးဝဲရတော့လာပြီကျွန်တော်လဲနာမည်ကြီးကျင်တယ်တဖြည်းဖြည်းနဲ့ကျွန်တော်အိမ်မက်မတယ်ကျွန်တော်အိမ်မက်မတာပါလဲဆိုတော့အဘကကြိုကြီးကစင်စည်းတယ်တဲ့စင်စည်းတာအိမ်မက်ထဲမှာ တနေ့ရမှတ်တာပေါ့ကျွန်တော်လည်းမသိဘူးကျွန်တော်ကကျွန်တော်ရဲ့ဆူတောင်းရှိတယ်ကိုဆောင်နဲ့ပေါ့နော်ကျွန်တော်ရဲ့ကိုဆောင်နဲ့အိမ်မက်ပေးတော့ကျွန်တော်ရဲ့ကိုဆောင်နဲ့အိမ်မက်ပေးတော့အိကျွန်တော်နေမတော့အလိုလိုမျိုးပြောလို့မရတော့ကျွန်တော်ဖျားရှိကိုယ်တိုင်အဲ့ဥစ္စာပဲဟိုအိမ်မက်ပေးတော့ဟိုနော်နမင်းကြီးများတွေပေါ့နော်ကျွန်တော်ရဲ့ကိုဆောင်နဲ့ဆက်နှစ်ပါအိမ်မက်ပေးတော့နမင်းများနော်အဲကျမ်းမာပါကျမ်းမာကျွန်တော်အဲ့လိုတွေပြောတော့ကျွန်တော်အိမ်မက်မတာအဘာကကြိုကြီးကစင်စည်းတာဗျစင်စည်းတာအဲ့ဒါကျွန်တော်လွန်ခဲ့တဲ့၄ရက်လောက်ကနေမယ် စင်စည်းတာဘာမှကြပြခုဘာမှလည်းမသိဘူးရုရှားသွားပြန်ပြီတဲ့အဲရုရှားသွားပြန်ပြီစင်စည်းတယ်ကျွန်တော်မနေ့ကညကျတော့ကျွန်တော်အိမ်မက်မတာရေထဲမှာလူသေးနေတာပေါ့နော်ရေကန်းကြည်နေတာကြည်တော့ကျွန်တော်လူသေးကိုလိုက်ရှာမတွေ့ဘူးမတွေ့တော့ကျွန်တော်အပေါ်ကိုပြန်တက်လာအပေါ်ကိုပြန်တက်လာတော့အပေါ်ကနေကြည်တော့အပေါ်ကနေကျွန်တော်ကြည်လိုက်တဲ့အချိန်မှာလူသေးတလောင်းကျွန်တော်တွေ့တယ်အဲ့လူသေးကိုကျွန်တော်ရေငုတ်ပြီးတော့မှအဲ့ရေကြည်ထဲမှာငုတ်ပြီးအဲ့လူသေးကိုကျွန်တော်ဆွဲတာအဲ့လူကမသေးဘူး ုံးပေါ်ရောက်တော့သူ့တို့တို့ဇက်တိပိုင်နှခမ်းလိုက်ပါလောလောလူရှင်းတယ်အနောက်တယောက်ဆိုပြီးတော့ကျွန်တော်ထက်ကြည့်အဲ့လိုမျိုးပေါ့အဲ့မှာရေဟွာဖြစ်နေတဲ့အချိန်မှာကြည့်တဲ့အချိန်မှာလူတိန်နေအောင်ကျွန်တော်မနေညအိမ်မထဲမှာကျွန်တော်ကေနိုင်ခဲ့တယ်ကျွန်တော်လုံးဝလီစင်မပြောဘူးကျွန်တော်ပြပြသည်များကုသိုလ်ငရေကြသည်ဒါပေမဲ့မနေ့ကျတော့မမိုးခိုင်ကျွန်တော်တောင်းတကုန်းမှာတရားသွားဆွေးနေတယ်အဲ့တော့ဟိုအိမ်မက်ကတော့ကောင်းပါတယ်နော်ကျွန်တော်နာမည်ကြီးတာပေါ့ထင်ပေါ်ကြော်ကြားခြင်းလိုပဲဖြစ်မှာပါတဖြည်းဖြည်းသူတို့ကအဲ့လိုမျိုးတွေလှုပ်လေကျွန်တော်နာမည်ကြီးလေပေါ့ เนาะအဲ့တော့ကျတော့အခုကျွန်တော်ချစ်တဲ့အဲဒီပေါ့เนาะကျွန်တော်ရဲ့ညီကိုမိဘမျိုးသူဒီမုံမုတ်ခိုင်တင်ထားပါတယ်မုံမုတ်ခိုင်ရဲ့အောက်ကိုပဲသွားကြည့်လိုက်ပါเนาะမုံမုတ်ခိုင်ရဲ့အောက်မှာမန်နေသူ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 တင်ထားပြီးသားเนาะသူတင်လာသူ့ရဲ့အောက်မှာမန်နေကိုသွားဖက်လိုက်เนาะအဲ့ဒီမန်နေကိုသွားဖက်လိုက်လို့ရှိရင်ကျွန်တော်အမှုရင်ဆိုင်ရမယ့်အရာကဘယ်သူကနိုင်မလဲဘယ်သူကရှုံးမလဲသိလိုက်မယ်เนาะ အဓိကကတော့ဒါ social public area မှာပေါ့နော်သူရဲ့တင်ထားတဲ့ဒီနေ့တရားစွဲတယ်ဆိုတဲ့မန့်လေးပဲသွားဖက်ပါသူလည်းဖက်ရင်ဖက်မှာပါမဖက်ဘဲတော့မနေပါဘူးနော်နော်အဲ့တော့じゃတော့ရင်ဆိုင်ကြတာပေါ့နော်ရင်ဆိုင်ကြတာပေါ့ကျွန်တော်ကတော့ဘာမှပြန်မလုပ်ဘူးကျွန်တော်ကလို့တရားစွဲတဲ့အလုပ်တွေမလုပ်ဘူးကျွန်တော်အဲ့ဒီအလုပ်တွေလုပ်ကိုမလုပ်တာနော်ကျွန်တော်တရားစွဲမယ်ဆိုရင်စွဲလို့ရတယ်ဒါပေမဲ့ဒီနေ့အဲကောင်မင်းသားကြီးဆိုတဲ့ကောင်မင်းလောက်အောင် နော်အောင်ဆန်းဦးပေါ့ဒီကောင်နာမည်ကဒီကောင်ကနာမည်တက်တက်ပြောတာပါနော်ဒါဒီကောင်ကအရင်ဆုံးစတိုက်ခိုက်ခဲ့တာကျွန်တော်ဇောဘုံရင်မင်းသေနေစီပြီလို့နော်မင်းသေတော့မယ်လို့မင်းကမ MD1 PDF တို့နော်ဘာတို့ညာတို့ပြောတာအပြောပြီးတော့မှအခုဒီမိုးမိုးခိုင်ဆိုတဲ့မိုးမိုးခိုင်ကဘယ်သူနဲ့ပတ်သက်လဲဆိုတာလဲအားလုံးသိကြမှာပါအမျိုးသားရေးသမားတွေအကုန်သိပါတယ်နော်သူတစ်ချိန်တုန်းကဟိုအမျိုးသားရေးလုပ်ခဲ့တဲ့ ပုံရိပ်တွေပေါ့နော်အဲ့ပုံရိပ်တွေ ਨੇ အမျိုးသားအစ်သမားတွေကသူ့ကိုတော်တော်လေးကိုအခုဒီနေ့တော်တော်သူ့ကိုယွန်ရှာမုန်းတီးသွားပြီနော်အဲ့တော့ကျတော့ဘ누구ကြားလဲငားလဲဘ누구ဖားလဲဆိုတာကတော့အဲ့ဒီတရားရုံးမှာဆုံးဖြတ်ပါလိမ့်မယ်ပေါ့နော်အဲဆုံးဖြတ်ပါလိမ့်မယ်အဲ့မှာမှမသိနိုင်မသိနိုင်အဲ့မှာဝေဝါဝေဝါဝူဝါဝူဝါနဲ့ဖြစ်မှာဖြစ်မှာဖြစ်မှာကျွန်တော်လည်းလာမှာလာခြင်းလားနော်အဲ့မှာဇော်ဘုံရင်ကို အဲဘလို့ဝင်းရမလဲဇောဘုံကြီးဘက်ကနေဘလို့ထောက်ခံမယ်ဘလို့အားပေးမလဲဆိုတာကတော့အဲ့မှာအဖြေကိုတခုခြားကြည့်ကြပေါ့လောလောဆယ်အဲ့ဒီတရားရုံးကိုအေမရောက်ခင်ပေါ့နော်သူမမို့ခိုင်ဒီနေ့ကျွန်တော်ကိုတရားဆွဲတယ်ဆိုတော့ post လေးတခုတင်ထားတယ်အဲ့ဒီ man out သူ post အောက်မှာ man နေသွားဖက်ပြီးရင်သူလွန်ခဲ့တဲ့ရက်တွေကကျွန်တော် နာမည်မတက်ဘဲနဲ့အောက်တန်းစားဓမင်ဂျုံတွေကထွက်လာပြီးတော့အလူခံခွက်ခေါက်တဲ့ကောင်လို့ဘာလို့သူပြောထားတာပေါ့နော်အဲ့ဒီမှာလဲမန့်နေသွားဖက်နော်အဲ့တော့လူတွေဆိုတာကကျွန်တော်ကြားဘူးတာကတော့ဘောနော်တချိန်တော့ NLD နဲ့ဒီဖပြုတ်တို့ဖပြုတ်ဦးဝင်းထိန်တို့ပါအောင်လဲတော်တော်လေးကိုပတ်သက်ခဲ့တယ်လို့ပြောတယ်ဖြိုးမင်းသိန်းတို့ပေါ့နော်ဖြိုးမင်းသိန်းတို့ ਨੇ သူတို့တွေပတ်သက်ခဲ့တယ်ပြောတယ်အခုကျတော့တက်မတော်ဘက်က အဘကကြောကြီးဦးမင်းအောင်လိုင်အာနာထိန်အာနာထိန်ပြီးတော့မှတိုင်းပြည်ရဲ့ဟိုဟာဘာလို့ကောင်းအောင်ကြိုးလုံနေတဲ့အချိန်ကြတော့အဲအဘကကြောကြီးရဲ့ပုံလေးကိုနောက်မှတင်ပြီးတော့မှတယောက်ကလည်းအဘကကြောကြီးရဲ့သားနော်သူကလည်းသူကိုယ်တိုင်သူ့လက်ရင်းနဲ့ရေးထားတာငင်းလို့မရဘူးအဖေကသမီးကိုဘယ်လောက်ထိယုံနေလို့ပါတော့အဘကကြောကြီးသိပါသလားခင်ဗျာကျွန်တော်ကတော့အဲ့ဒါလေးတော့ကျွန်တော်မေးရပါလိမ့်မယ်အဘကကြောကြီးကိုဒီဟာကအဘကကြောကြီးရဲ့သားလေးလားသမီးလေးလား ဟုတ်လားဘာကကြိုကြီးမှာသားသမီးပဲနေအောင်ရှိလာလေเนาะကျွန်တော်သိတာကတော့ဟိုညီလေးအောင်ပြေဆုံးနဲ့ခင်သီရီတမုံပေါ့နော်ညီမလေးနဲ့သူတို့ပဲကျွန်တော်သိတာလေအခုကျမှအဘာကကြိုကြီးသားသမီးတွေကဘဒူတွေလဲပေါ့ဘယ်ကနေမွေးထားတဲ့လူတွေလဲပေါ့ကျွန်တော်အဲ့ဒါတော့မေးရအောင်မယ်သူတို့ကတော့ချစ်ဖေချင်းမင်းငါကာကွယ်ဦးစီးချုပ်ရဲ့သားအကြီးကောင်လို့နော်အဲ့ဒါလေးကျွန်တော်အချက်လက်လေးရောတင်ထားပါလေနော်ဒါကကျွန်တော်ကတော့ ကာကြိုကြီးပုံမရှိပါဘူးကျွန်တော်နောက်မှာရှိနေတာကကျွန်တော်ရဲ့ကျွန်တော်ရဲ့ခေမပေါ့နော်တယောက်သေးပဲကျွန်တော်ရောက်ခမတာသမီ၁၀ယောက်မွေးထားတယ်အဲ၁၀ယောက်မွေးထားတဲ့အထဲမှာမကျွန်တော်ရောက်ခမတောသူတောင်သားပါမွေးထားတဲ့အထဲမှာမဖွဲရတာဖွဲရတာဗာနေရလဲဆိုတော့အရှိတိုင်း OS ပညာရက်နဲ့ဖွဲရတာအဲ့ဒီကလေးမှကျွန်တော်ចောင်းထားပြီးခဲ့တာ6တန်းနေတယ် တို့အဖေမမြင်ဘူးဘူးအဲ့မှာဒီဘွေးရတဲ့ကလေးမလေးတို့သားသမီးဆရာတော်ထဲမှာသူတယောက်ပဲရတယ်နော်အဲ့သူအဲဘေးမှာကျွန်တော်ကသူ့အမသူ့ကိုစူးကြတဲ့ပတ်စံ၁၀သိန်းကိုကျွန်တော်ကကင်ပေးထားတဲ့ဓာတ်ပုံပေါ့နော်အဲ့တော့ကျွန်တော်တို့မှာဒါပဲရှိတယ်ကျွန်တော်တို့ကပုံကိုရေးရလဲမဖောက်ဘူးလူမျိုးရေးရလဲတိတ်မတိုက်ခိုင်ဘူးကျွန်တော်ကနိုင်ငံကိုချစ်တဲ့လူမျိုးကိုချစ်တဲ့တပ်မတော်ကိုချစ်တဲ့ကောင်ဖြစ်နေရတဲ့အတွက်နော်အရာအလုံးရင်ဆိုင်ကြော်ဖြတ်သွားမယ် အဲ့တော့ဘာမှမပူနဲ့ဘာမှပူစရာမလိုကျွန်တော်ပုံမှန်တိုင်းပဲအေးဆေးပဲဖုံးဆက်မဲ့လူတွေကိုလာကျွန်တော်ပြောနေတာနော်အဲ့တောင်တကုံစကန်းဟိုစကန်းမူကြီးတို့ကျွန်တော်အမှုကိုင်တဲ့ညီလေးတို့ပေါ့နော်ကျွန်တော်မက်ဆေ့လေးပို့ပေးပါကိုကြီးခင်ဗျာတောင်တကုံရဲစကန်းမှာတော့ကိုကြီးအမှုဖွင့်ပါဖွင့်ထားပါလေဘယ်နေ့ဘယ်ရက်အကူကြီးလာရောက်ရင်ဆိုင်ပြင်ဆင်ပေးပါရန်ညီလေးတို့ကပြောတာပါလို့လားပြောတာပြောတာကိုကားနဲ့ကိုလာမှာ မောင်းလာမရောက်အောင်လာရောက်ချင်နေတာဘယ်နဲ့ခေါ်မလဲစောင့်လဲဒီနေ့များဖုံးဆက်မလားဆိုပြီးတော့ဒါပေမဲ့ဒီနေ့ရောနည်းနည်းအရှိရောက်တော့ line လွတ်သွားရရောရှိတယ်နော်အဓိကတော့ဖုံးမကန်လို့ရှိရင်တော့ message တွေတစ်ချက်ပို့ပေးပါလို့အဲ့လိုတွေတော့ပြောချင်ပါအလုပ်ကိုโอเคโอเคโอเคကိုဟုတ် ဟုတ်ကဲ့ပါကိုခေါ့ဟုတ်ပြောလိုက်မယ်နော်လိုက်လွင့်နေတယ်ကိုခေါ့ဟုတ်ရတယ်ကိုခေါ့ဒီမှာကျွန်တော်အမှုလိုက်မယ်တဲ့ဒီအမှုကိုကျွန်တော်ဘက်ကကျွန်တော်ရဲ့အမှုကိုလိုက်မယ်ရှင်းနေအခုဖုံးဆက်တာပါအာလိုက်လွင့်နေရဆိုတော့ okay sorry ပါဘိုးတဲ့ ကျွန်တော်အမှုလိုက်မဲ့လူရှင်းနေရတာရှိသားဘယ်တော့လာတော့နော်ကျွန်တော်ဘာမှပြောပါဘူးကျွန်တော်ဥပဒေရဲ့အရေးအောက်မှာပဲနေတဲ့ကောင်မှာဥပဒေရဲ့ဘောင်ကိုကြော်သွားတဲ့အလုပ်တွေကျွန်တော်မလုပ်ပါဘူးနော်အဲ့တော့ကျွန်တော်ရဲ့အမှုကိုလိုက်မဲ့ရှင်းနေရအခုချက်ချင်းဖုံးဆက်လာပါတယ်နောက်တရားသူကြီးကလည်းဒီမှာ သူတို့နဲ့ဆက်တွေ့ဒီမှာမက်ဆေ့တွေပို့နေတာကိုသောဘွင်းကိုသောဘွင်းဆိုလို့တော့လေလိုက်ရတာတန်နေတဲ့ဒီမှာဟမ်ဟမ်ရန်ကုန်တိုင်းမှာတဲ့ဘာညာနဲ့ဥရိယရုပ်ကဲကျွန်တော်ဘုံဘာတည်တယ်မကင်လို့တကူပြောဆိုဒီမှာဥရိယရှိတယ်ရောတရားမှာလိုက်အမှုလိုက်မဲ့ရှိနေတယ်ရောအများကြီးဒီမှာမက်ဆေ့တွေပို့ကုန်ပြီเนาะ တို့လှုပ်ပေးပြစီသူတို့လှုပ်ပေးပြစီတဲ့ကိုစော်ဝန်းရင်းဆိုရင်လှုပ်ပေးခြင်းလို့လို့ပါတဲ့ကိုစော်ဝန်းရင်းအမှုဆိုရင်လိုက်ပေးခြင်းလို့လို့ပါဗျာတဲ့ဒီအမှုကိုကျွန်တော်ကိုယ်တိုင်လိုက်မယ်ဗျာတဲ့ကဲပွဲရလှတာပါဗျာနော်နော်အဲကျွန်တော်တို့ဒီဘက်မှာတော့ရှိပြီးသားပါเนาะကျွန်တော်ကကျွန်တော်ကရိုးရိုးချင်းချင်းပြုံးဝင်နေနေတတ်တဲ့ လူသားတယောက်ပါဗျကျွန်တော်ကနော်မင်းသားကြီးကိုလည်းကျွန်တော်မတိုက်ခိုက်ခဲ့ပါဘူးနော်ဘာမှမပြောခဲ့ဘူးမင်းသားကြီးနဲ့ကျွန်တော်နဲ့တီလဲမတီဘူးခင်လဲမခင်မိုးမိုးခိုင်ပိုတော်ဝေးသေးတယ်မိမသားတွေနဲ့ကျွန်တော်သိဆက်သွင်းမလို့ကျွန်တော်မိမသားတွေထဲမှာဒီဘက်အတိုင်းပြည်ကိုချစ်တဲ့လူတွေဆိုတော့ကျွန်တော်တို့ဟိုဒီလိုဟိုတွိုင်းလိုက်နေခင်ခဲ့ရတာကဟိုမှာ အဲတဇင်ဦးပေါ့နော်အရင်ဆုံးကညီမလေးတဇင်ဦးပေါ့တဇင်ဦးကပြင်ဦးလွင်တက်နေမှာကျွန်တော်တို့ဒီ23တီဘော23တို့အဲ903 904လို့အဲအဲမှာကျွန်တော်တို့တိုက်ပွဲတွေဖြစ်တော့စစ်ဘေးဆောင်တွေလာတော့တဇင်ဦးကလည်းကိုကြီးတဲ့ညီမလေးအဲတက်နေမှာတဲ့တက်နေဘက်မှာပေါ့နော်ဟိုစစ်ဘေးဆောင်တွေဟိုကျွန်တော်တို့တက်တက်ကဟိုဟာရှိတယ်ဆိုတော့ကိုကြီးတဲ့ပေါင်းလူအောင်လားတဲ့မောင်နှမနှစ်ယောက်တဲ့အေးညီမလေးလူမယ်လေးလို့ မြန်မာလေးပါရှိတော့လို့ကိုကြီးမှဆန်ရေးဒီလောက်တောက်ရှိတယ်အဲ့တော့ဆန်ရေးဘယ်လောက်လဲ29ရေးလားဆန်ရေး29ရေးနဲ့30ချားပေါ့ရှိတယ်ကျွန်တော်စီတွေရှိတယ်နောက်တော့ကျွန်တော်ခရမ်းကြည့်သေးတယ်ကျွန်တော်ဈေးရည်ကနေဝယ်တယ်အမ်လူမဲဒဇင်ကလည်းသူကငွေကြီးလေးပေါ့သူကကျွန်တော်ငွေပေါ့အဝေးရလာတော့ဂုံတော့မပေါငွေလေးတွေနဲ့အဲ့လိုဆောင်းလေးတွေတပတ်ကလေးတွေဖနက်ကလေးတွေပေါ့သူကလည်းအဲ့နဲ့မောင်နှမနဲ့ကျွန်တော်ပေါင်းလူတယ်ဒဇင်ဦးနဲ့ကျွန်တော်လည်းပထမအဦးဆုံးချိန်ဆုံးတယ် အဲနောက်တစ်ချိန်မှာဒဇင်ဦးနဲ့ပဲကျွန်တော်တို့ဒီဟိုမှာဒူရဲကောင်းပိမံပေါ့နော်ဒူရဲကောင်းပိမံမှာဒဇင်ဦးနဲ့စုံတယ်အဲစုံတော့တယောက်စိတ်ထားရတယောက်ကရင်းနေနေတိလာရတယ်အဲနောက်တစ်ခုကမာပုတုမိမိမသားထဲမှာဆိုမာပုတုပေါ့နော်မာပုတုနဲ့အဲနောက်တော့စနိုက်ပါစုစနိုက်ပါစုဆိုတာ prime media ညီမလေးပေါ့နော်အဲညီမလေးနဲ့ကသူရဲကောင်းပိမှန်မှာပဲတခါစုံတယ်အရန်လာတာကျွန်တော်သူ့စနိုက်ပါစုတော်မတင်ဘူးအပြင်မှာတော်တော်လာတာအဲကလေးမှနော် အဲ့ကလေးမသူယောက်ျားရှိလားမရှိလားကျွန်တော်လည်းမသိဘူးနော်အားအေးလည်းမမမေးကြည့်ကျွန်တော်တိမသိဘူးပေါ့နော်တော်တော်တော်လှတယ်သူဝစ်စားရတဲ့အဝစ်စားတွေပြောင်းရောင်းနေပြီးတော့တန့်ပြန့်နေတဲ့စနိုက်ပါစုပါပေါ့နော်တော်တော်ကိုတတ်တည့်ရရှိတဲ့အမျိုးသမီးစနိုက်ပါစုနောက်ကအကိုကျော်စိုးဒုံလပတ်ရဟန်းခံတဲ့အချိန်မှာကျွန်တော်တို့ဟိုအောင်းကုန်းပေါ့နော်အောင်းကုန်းမှာအဲ့မှာမဘုဒ္ဓကျွန်တော်ညီမလေးပုတ္တမလေးဖုန်းထဲတွေရောအဆက်အသွယ်ရှိရပေါ့နော်အမိန်မသားဆိုတော့ကျွန်တော်အဲဒီ၃ယောက်ပေါ့ အဲတခြားပါတီပြီးတုံးလို့ပါတီကအမျိုးသမီးတွေပါရဲပါလာတော့တွေ့တယ်အဲပြောကြဆိုကြရင်းနေပေါ့ကျွန်တော်တို့ကဒီလိုမျိုးပါပဲကျွန်တော်ဖိုးရမှာကျွန်တော်ဘသူ့မှာမတိုက်ခိုက်ခဲ့ပါဘူးနော်နောက်မင်းသားကြီးလည်းမတိုက်ခိုက်ဘူးမိုးမိုးကန်လည်းမတိုက်ခိုက်ဘူးဒဇင်ဦး Prime Media ညီမလေးအခုဟိုဒူလေးဘသူ့မလေးတို့နော်ကျွန်တော်တို့တွေတော်တယ်ပေါက်စရာတော့နော် အများကြီးအများကြီးရှိမယ်ထင်တယ်နော်အောင်မိုးကြိုလို့နော်တင်းနေဌာနတွေပါကျွန်တော်ဘယ်သူမှမတိုက်ခိုက်ခဲ့ပါဘူးဗျနော်ကျွန်တော်ဘယ်သူမှမတိုက်ခိုက်ပါကျွန်တော်တိုက်ခိုက်လာရင်တော့ကျွန်တော်တစ်ချက်တစ်ချက်ပြန်ပြန်ပြီးတော့ပြောတတ်တဲ့အချင်းရှိတော့ကျွန်တော်ပြောချပလိုက်အဲကျွန်တော်အဲ့အချင်းတော့ရှိတယ်အဲ့အချင်းကတော့ကျွန်တော်ကရှိတယ်နော်အခုကလည်းဘယ်လမေးကြီးတွေဟာကျွန်တော်ကိုလှုပ်လဲတော့မသိဘူးနော်ဖေးသီးတွေများပါလာတော့မသိဘူးပေါ့နော်အရင်တော့ကျွန်တော်ကြားတာကတော့ဒီ ဆိုပြောသည်ပြန်ဥဝင်ထိန်တို့ပါလို့ပေါ့နော်ဒီ NLD ပါတီကဥဝင်ထိန်တို့ပါအောင်နဲ့ပတ်သက်တယ်လို့ပြောတာပဲပေါ့ဒါရယ်လဲကျွန်တော်လဲကျွန်တော်ကကြားတာကိုပဲပြောတာပါကျွန်တော်တိုက်ရိုက်ဆွဆွဲတာမဟုတ်ပါဘူးပေါ့နော်ကြားတယ်ပေါ့နိုင်ငံရေးစားဖားတွေပေါ့နိုင်ငံရေးလှုပ်ရှားတာပေါ့ဒီအဘကာကြိုကြီးဥမေအောင်လိုင်းရဲ့ပုံတွေကိုအသုံးပြုတာလို့အဘကာကြိုကြီးတို့ဥမေအောင်လိုင်းတို့ ਨੇ ဘလို့ရင်းနှီးတာလို့အာငါတော့အဘကာကြိုကြီးရဲ့သားပါလို့တမရောကာကွယ်ဦးစီးရဲ့သားအကြီးကောင်ပါလို့ဆိုပြီးတော့မှအောက်မှာတော်တော်လှုပ်ရှားနေရတယ်ရှိတာပေါ့နော် ရှိရအခုဒါရီကကျွန်တော်မပြောလဲသိပါတယ်ကျွန်တော်မပြောပါဘူးသူများတို့တော့နော်ကိုလန်းကိုရှောက်ကြတာပေါ့အခုတရားဆွဲပြီးပြီမလားဆွဲပါ